ရင်းလိုင်းသုံးခုစုပေါင်းဖွဲ့စည်းထားတဲ့အများပိုင်ကုမ္ပဏီတစ်ခုရဲ့အစုရှယ်ယာတွေကိုလာမယ့်6လအတွင်းမှာအများပြည်သူကိုရောင်းချသွားမယ်လို့တာဝန်ရှိသူတူကပြောပါရယ်။ပြည်ဖုံးအောင်ကသတင်းပေးပို့ထားတာပါ။ဒီစံငါရှင်လိုင်းအပါအဝင်အမြဲတမ်းရှင်လိုင်း၊ရွှေပြည်သားရှင်လိုင်း၊ Living Family ကုမ္ပဏီတို့နဲ့ပူးပေါင်းဖွဲ့စည်းထားပြီးအများပိုင်ရှင်လိုင်း Power 11 Public ကုမ္ပဏီကိုတည်ထောင်ခဲ့ကြတာပါ။လက်ရှိမှာတော့ကုမ္ပဏီအနေနဲ့ပထမဆုံးအများပိုင်ရှင်လိုင်းအဖြစ်ပြည့်စွဲသွားမှာပါ။ ဒုတိယအဆင့်အနေနဲ့မြန်မာနိုင်ငံယင်းနှိမ့်နှံမှုကော်မရှင်မှမှတ်ပုံတင်ပြီးအစုရှယ်ယာတစုကိုကျပ်တသိန်းနှုန်းသတ်မှတ်ပြီးအများပြည်သူထံ6လအတွင်းရောင်းချသွားမှာပါလက်ရှိကျွန်တော်တို့ရှယ်ယာတစုကိုတသိန်းတက်မှတ်ပါတယ်လက်ရှိကတော့ဒီအများပိုင်းရင်လိုင်းစနစ်ကိုစတင်ပြောင်းလဲတဲ့အချိန်မှာကျွန်တော်တို့ပထမအဆင့်ကိုတော့ဒါစုပေါင်းပြည့်စုံတဲ့စနစ်ကိုကျွန်တော်တို့ဆောင်ရွက်နေပါတယ်ဒုတိယအဆင့်မှာဒါရင်သစ်တွေကိုကျွန်တော်တို့ဖြည်းဖြည်းချင်းလဲထုံပါပါဟိုဒုတိယအဆင့်ပြီးလို့ရင်သစ်တွေအများအပြားပေါ့နော် င်သစ်တွေလဲထုတ်နိုင်ပြီဆိုရင်အဲ့ချိန်ကျလို့ရှင်အစိုးရရှယ်ယာလည်းပါလာမှာပါဒါဆိုရင်ကျွန်တော်တို့ PPP စနစ်ကစပြီးအသက်ဝင်ပါပြီ PPP စနစ်စပြီးအသက်ဝင်တဲ့အချိန်မှာကျွန်တော်တို့က MNCU ပရောဇက်တင်တဲ့အချိန်ဆိုရင်ဒါရှယ်ယာထုတ်ရောင်းလို့ရပါပြီဟိုဒုတိယအဆင့်လောက်မှာဖြစ်ဖို့များပါတယ်ကာလအပြည့်တွက်ကြည့်မယ်ဆိုရင်တော့နှောင်း6လလောက်မှာဖြစ်နိုင်ပါတယ်လာစားပိုင်းမှာစတင်ပြေးဆွဲမဲ့အများပိုင်းပက်စကာစနစ်မှာပါဝင်တဲ့45ရင်းလိုက်ကိုပါဝါ11အမီပြောင်းလဲပြေးဆွဲမှာပါ ရင်လန်းကျောင်းကတော့အင်းစိန်တညင်းကုန်းစုလေမြို့တော်ခမ်းမ6ခီးစဉ်ဖြစ်ပါတယ်။ငါခီးစဉ်တစ်ခုပေါ်မှာပေါ့နော်။ရင်လိုက်9လိုင်း9လိုင်းလောက်အပြိုင်ဆိုင်ဆွဲကြတာ။ဟိုခီးစဉ်လန်းကျောင်းကတော့တစ်ခုတည်းဥပမာပေးရရင်ကျွန်တော်တို့အင်းစိန်စုလေပေါ့။ခီးစဉ်လန်းကျောင်းတစ်ခုတည်းတော့ဒီပေါ်မှာရင်လိုက်9လိုင်းရှိတယ်။ဟုတ်လား124အထူးအဲ48အထူးเนาะနောက်ပြီးတော့ကျွန်တော်တို့216ရင်လိုက်အဲရွှေရင်းဝောက်ရင်လိုက်အဲ45 air compass ရင်လိုက်ဆိုပြီးတော့ဒါရင်လိုက်9လိုင်း အပြိုင်ဆိုင်မောင်းကြတာအဲ့တော့နောက်ပိုင်းစနစ်မှာကတော့ခီးစဉ်ကတော့ဒါပဲအဲ့ဒီပြေးသွင်းနေတဲ့ရင်လိုင်းငါးလောင်းကိုကျွန်တော်တို့ကတလိုက်ပဲတတ်မှတ်ပေးလိုက်တာရန်ကုန်မြို့တွင်းရင်လိုင်းစနစ်တစ်ကိုအများပိုင်းဘတ်စကာကုမ္ပဏီရှစ်ခုနဲ့အခုလဆန်းပိုင်းမှာစတင်ပြည့်စုံသွားမှာဖြစ်ပါတယ်ကျွန်တော်ပြဖို့အောင်ပါ